Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ်သတင်းကြောင်းရာကတော့ဓမ္မိကာယုံကျောင်းတိုင် ပြိုကျပျက်စီးပြီးတိဆောက်ရေးအတွက်အရေးပေါ်အကူအညီလိုအပ်နေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှန်ကနိုင်းဒေသကြီးမြောက်ကလာပါမြို့နယ်ရှိဓမ္မိကာယုံကျောင်းတိုင်ပြိုကျပျက်စီးပြီးတိဆောက်ရေးအတွက်အရေးပေါ်အကူအညီလိုအပ်နေကြောင်းကို ဇေယျတော်ဗဒ္ဒနနန္ဒဝန်သားမှမိန့်ကြားတော်မူခဲ့ပါတယ်။ဇေယျတော်ဥနန္ဒဝန်သားကိုရခိုင်ပြည်နယ်မြေပုံမြို့နယ်ရချောင်းကျေးရွာရှိ ခမဲတော်ဥချစ်တောင်မေတော်ဒေါ်စိန်ကြီးတို့ကဖွားမြင်ခဲ့ပြီးမွေးချင်း၃ရောက်ထဲတွင် အငယ်ဆုံးသားရတနာပင် ဖြစ်ပါတယ်။အသက်16နှစ်အရွယ်တွင် ရချောင်းဆရာတော်ကို ဥပစေပြုပြီးရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးဓမ္မဘေရီပရိယတိစာသင်တိုင်းတွင် ပရိယတိပညာများကိုတင် जा တက်မြောက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့နမောက်လန်းရှိမူကိုအဖွဲ့ချုပ်မှာတရားဘဝနာကျင့်ကြံအားထုတ်ခဲ့ပြီးအသက်20မှာတော့စပူရီကျောင်းတိုင်းဓမ္မိကာယုံကျောင်းတိုင်းဆရာတော်ဗဒ္ဒနာခေမာစာရာကို ဥပစေပြုပြီးယဟန်ဘဝသို့ရောက်ရှိလာခဲ့တာပင်ဖြစ်ပါတယ်။ ဓမ္မိကာယုံကြောင်းတိုက်ဆရာတော်ဗဒနခေမာစာရာတတ်တော်ရှိစဉ်ကတပည့်ရင်းချဖြစ်တော်မူသောဆရာတော်ဗဒနနနဝန်သာအားသာသနာပြုလုပ်ငန်းများဆက်လက်လုပ်ကိုင်ပြီးသာသနာတော်ထွန်းကားပြန်ပွားစေရန်ဓမ္မိကာယုံကြောင်းတိုက်ကိုလွှဲပြောင်းပေးတော်မူခဲ့တယ်လို့သိရပါတယ်။ယခုအခါမှာဆရာတော်ဗဒနနနဝန်သာဟာတတ်တော်90တိတ်ခါတော်90ရှိနေပြီဖြစ်ကား ဆရာတော်တရင်သုံးနေထိုင်နေတမ်မိကာယုံကြောင်းတိုက်သည်ဟောင်းနှွမ်းပျက်စီးပြီးရေများဝင်လာကြောင်းသာသနာပြု လုပ်ငန်းများလှုပ်ဆောင်နိုင်ခြင်းမရှိရန်ရှင်ပြူအလူတော်မင်္ဂလာအခမ်းအနားများလည်းဆောင်ရွက်နိုင်ခြင်းမရှိတရားစခန်းဖွင့်လှစ်နိုင်ခြင်းမရှိအစာရှိတဲ့သာသနာပြု လုပ်ငန်းများကို မလုပ်ကိုင်နိုင်ခြင်းကြောင့်ဆရာတော်ဖရာမှာလွန်စွာစိတ်မချမ်းမြေ့ဖွယ်ဖြစ်နေရကြောင်း တယောက်တည်းအားမတွန်းနိုင်အများအားဖြင့်တွန်းကြမည်ဆိုတဲ့စကားအတိုင်းဓမ္မမိတ်ဆွေဗုဒ္ဓဘာသာဝင် သူတော်စင် သူတော်ကောင်းအပေါင်းတို့အနေနဲ့ဆရာတော်ဖရာရဲ့သာသနာရည်မှန်းချက်ကိုဝိုင်းဝန်းကူညီဖြည့်ဆည်းပေးနိုင်စေဖို့တရာတရားနည်းများမဆိုပါဝင်ကူညီလှူဒန်းပေးနိုင်စေဖို့ Sky Daily Media မှနိုင်ပင်အကျိုးမျှော်လို့နှိုးဆော်လိုက်ရင်ယခုလက်ရှိတရင်သုံးနေတဲ့အကြောင်းတို့ကိုယ်တိုင်ကိုကြဖြစ်စီ ဆရာတော်ရဲ့ဖုန်းနံပါတ်ု39 939 68 369 39 442 2939တို့ဆက်သွယ်လူရန်နိုင်ပါကြောင်းကိုလည်းနေဗန်အကျိုးမျှော်လို့နှိုးဆော်လိုက်ရပါရဲ့ရှင်။ ာတယ်လို့နေတရားတော်တော့တယ်တက္ကမကြီးရေဘယ်လိုဘယ်လိုပြောမှန်းတော့မသိဖြစ်သွားဘူးအဲ့တော့ဥစဉ်တော်လေးဒီမှာကိုတုကိုဆိုတာကိုကကိုချက်ဝေစားသားရတဲ့ဘဝတွေပေါ့နော်အဲ့လိုရုံးကန်နေရတာများပါတယ်တက္ကရာကမအတိုင်းပဲဆိုတော့လည်းဥစဉ်တော်မရှိပါဘူးဒီလိုပဲကိုဘဝနဲ့ကိုကကိုရုံးကန်ရတယ်အဲ့တော့ဟိုကပဲနေကပဲပဲတဲ့ခါလိတ်ကလို့ရှင်လို့ကိုတနည်းဘာဘာတုံးရတာပေါ့နော်အခုဆိုလို့ရှိရင်အနည်းနည်းလို့ဆောင်းရတခါမရှိဘူးတလားနည်းလို့အခုတခါမရှိတဲ့ဘဝတွေအဲ့ဒါဒီမှာနေရတာတည်င်းလုံးနေတင်ရတာတက္ကမ ကိုတို့တရားတော်မှာရှင်ပြုတဲ့လူတွေကလေးရှင်ပြုဖို့ရှင်ပြုဖို့လာလို့ရှင်လေးရေကိုရေဝယ်တော့ကြောင်းကပြုလို့မရဘူးအဲနေဖို့နေရာကလေးမရှိဒုံကဘာလာတဲ့ပြန်တော့ဒုံကဘာတွေနေဖို့နေရာမရှိတရားတော်မှာအသိမားကလေးမရှိဆရာတော်ကလည်းမာခေတာကတော့ကပို့မှာဒီကြောင်းကလေးကိုပြန်တော့အသိပြုပြန်လည်းပြုပြန်ဆောက်လုပ်ပြီးတော့နေမယ်ဆိုတော့နေကြလို့မာခေတယ်ဒါပေမဲ့ကိုမကဒီကြောင်းကိုပြန်လို့ဆောက်ပြုပြန်ပေးမယ်တရားတော်မှာအသိမားကမရှိတော့လေဒီလိုပဲနေရတာပဲ တက္ကဒကမအတိုင်းဝဲဆိုတာလဲအဆောက်အဦကောင်းမှလဲလာကြတာပေါ့နော်ဘုရားဓမ္မတွေအားထုတ်ဖို့ဆိုတာလဲအဆောက်အဦကလဲမကောင်းတော့လဲလာမဲ့သူကလဲမရှိအဲဒီတော့တည်နေနေသူကလဲမရှိတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့အဲဒီတော့ဒီကြောင့်မှသာသနာပြုဖို့ဆိုတာကနေရာတိုင်းခင်းနဲ့အဆောက်အဦဒီအဓိကပဲတကယ်မဟုတ်လို့ဖြစ်လာလို့ရှိရင်တော့တက္ကဒကမအတိုင်းဝဲတက္ကဒသူ့အားနဲ့သူလိုလိုလာကြမှာပေါ့လေရလာတဲ့ရှင်ကမှလည်းဦးဇင်ကအဲ့ဒီမှာတရားတွေပါတယ်ကိုဖိဒလမေတ္တာကိုဟိုဖို့ညာပြဆုဆုံးမလို့ရတာပေါ့ သူတို့ကလည်းတန်းနေလားတရားတွေပါတယ်အားထုတ်လို့ရတော့ကြတော့ဘောနော်အခုဒီလိုအဆောက်အဦမျိုးကဒီလိုရေဝန်တာနဲ့အဆောက်အဦကမကောင်းတာနဲ့ဆိုလို့ရှိရင်လာပြီးနေနေပုဂ္ဂိုလ်ကတရားထိုင်တဲ့ပုဂ္ဂိုလ်ရဲ့ဥပ္ပဆောင်တဲ့ပုဂ္ဂိုလ်ရဲ့မရှိသလားပြောတာဘောနော်အဲ့လိုပုံစံမျိုးအဆောက်အဦတွေပါတယ်ကောင်းလို့ရှိရင်လာကြမှာဘောကိုအဆောက်အဦမကောင်းလို့လာမယ်သူလည်းမရှိအဲ့လိုတရားဓမ္မတွေပါလေတန်းနေလို့ရှိရင်လေအလူရှင်တွေပါလေနင်းနေပါပါဒီကြောင့်အတွက်လူတန်းလူတန်းပေးဖို့အတွက်နင်းနေပါပါနှုတ်ဆိုပေးပါဦး ဆရာတို့နဲ့ကတော့သိတာဆိုလို့ရှိရင်တော့လင်းနှစ်လောက်ရှိပြီပေါ့နော်။လင်းနှစ်လောက်ရှိပြီဆိုတော့ကျွန်တော်ကဒီဆရာတို့နဲ့ပတ်သက်လို့ဒီမှာဟောဒီဇပွေးကြောက်တဲ့ဆိုတာကကျွန်တော်တို့ရွှေပေါက်ကန်နဲ့နှီးတယ်ဆိုတော့ဒီမှာကြောက်မှနေပြီးတော့ကိုယ့်ရဲ့ခါရတန်ရှင်းတွေရှိရင်လည်းပေါ်ရလာရင်လည်းနေပြီးတော့ဒီဆရာတို့နဲ့နေပြီးတော့ရင်းနှီးဖြစ်တာပေါ့နော်။အဲရင်းနှီးပြီတော့ဆရာတို့လေးပဲပထမဆရာတို့ကြီးဥခင်မဆရာကနေပြီးတော့ အဲ့ဒီကြောက်တဲ့ဝင်ပြီးတော့အပ်ခဲ့တယ်အဲ့တော့ဆရာတော်ကတော့ကျွန်တော်တို့ကိုအမြဲတမ်းပြောဖြစ်တယ်ပေါ့အာသူကတို့မှာကြောက်ထိုင်ပြီးတရင်သုံးနေထိုင်ခဲ့တယ်နောက်ဝင်မြို့မှာတကာတကာမှမရှိဘူးအဲကြောက်ကလေးပဲအဆင်မပြေဘူးပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ဒီလိုကျွန်တော်တို့တွေအမြဲတမ်းလို့ပြောဖြစ်တာပေါ့အဲ့တော့ကျွန်တော်တို့တွေကလည်းပဲတဝူပေါက်တယောက်ဆိုသလိုမတက်နိုင်တဲ့ခါမှာနေပြီးတော့ခေကာလာရကြောက်တစောဆောက်မယ်ဆိုရင်3000 4000 5000လောက်ကိုပုံပြမယ်ပေါ့မတက်နိုင်တဲ့အတွက်ဒါနေပြီးတော့ ကျွန်တော်အနေနဲ့ကတော့ဒီခဏရဲ့သားသမီးအပေါင်းလုံးနေပြီးတော့စုပေါင်းပြီးတော့ပင်နေရပဲဒေတာကမစိုးခဏနေပြီးတော့ဆရာတို့ရဲ့ဖုန်းနံပါတ်တွေကြောက်ကြိုးတို့ဆောင်ရဲ့ဖုန်းနံပါတ်တွေထိပေးထားတယ်ပေါ့နော်အဲထိပေးထားတဲ့အတွက်နေပြီးတော့တူကောင်းဖြစ်စေတယောက်ဖြစ်စေအဖွဲ့စည်းလိုက်ဖြစ်စေပေါ့ အာဒါနေပြီးတော့လာရောက်လူတန်းနိုင်ပါတယ်ဆိုတော့အကြောက်ဝင်ပြီးတော့ကျွန်တော်ကပြောတာပေါ့နော်။အတော်ကတော့သူကရေရွှေချက်တွေရမန်းချက်တွေရှိပါတယ်။ဒီကြောက်တိုင်းမှာနေပြီးတော့ဒီမျိုးကြောက်တယ်လို့ကြံရဲတွေမှာနေပြီးတော့တရားစခန်းတွေပါတယ်ဖွင့်တုံလပတ်တွေလက်ခံနောက်ပြီးတော့ဒီဆရာတော်မလေးတပည့်ကိုစီကနေပြီးတော့တရားပြတတ်တဲ့ကိုတော်တွေတပည့်တွေရှိတယ်။အာဒါနေပြီးတော့ဒီဆရာတော်ရဲ့ရမန်းချက်ကိုလောက်ကြိုက်စင်တယ်။ဒါပေမဲ့အဲ့လိုလောက်ကြိုက်ရှင်တယ်ဆိုတော့ဒီမှာနေပြီးတော့ ကျောင်းမှာအစမပြေရေတွေဝင်ဆိုတော့အဲ့ဒါတကာတကာမတွေအားလည်းမလာကြဘူးပေါ့နော်အလာဗန်တို့လေးပဲအစမပြေဆိုတော့ကျောင်းကောက်တဲ့နေရာထိုင်ခင်းနေပြီးသွားကြတာများတာပေါ့နော်ကျောင်းမကောက်တဲ့ကျောက်တွေဆိုရင်တော့အဲ့မလာကြပါဘူးအဲ့တော့နေပြီးတော့ကျွန်တော်ကထပ်ဆင်းပြုတ်ရှင်တော့တို့တကယ်တကယ်နေပြီးတော့လိုအပ်တဲ့နေရာမှာတကယ်တကယ်လာရောက်လူတန်းပြည့်စုံရှင်ပေါ့နော်ဖူဒီကန်ဆိုတာကလုံးဝရောင်ကုန်မြို့မှာနေပြီးတော့ဘသူတူတူတယောက်မှနေပြီးတော့ဒီလို အော်အဆင်မပြေဘူးဆိုတာကဘယ်သူမှယုံကြည်မှုမရှိပါဘူး။ဒါရန်ကုန်မြို့ကြောက်တယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ပေါ့။အဲဒီတကယ်တကယ်လာကြည့်တဲ့အချိန်ခါမှာဒါနေပြီးတော့ဘာမှအဆင်ပြေတဲ့ကြောက်ကံဖရားလေးမတွေ့ရဘူးပေါ့။အဲ့တော့ဒါအလှူရှင်တွေအနေနဲ့နေပြီးတော့လာမယ်ဆိုလို့ရှိရင်လည်းပဲမဟုတ်လားဒီမှာနေပြီးတော့လာရောက်ဆုံးကြနိုင်တယ်အမင်းများနိုင်တယ်အဲဒီမှာနေပြီးတော့ကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ဆရာတို့နဲ့နေပြီးတော့တွေ့ပြီးတော့ လာရောက်လူတတ်နိုင်တယ်လို့ကျွန်တော်ကတော့ပြောရှင်တာပေါ့နော်